တရုတ်ကပြန်လည်ဆိုသလိုအမေရိကန်ကိုအခွန်84%ပြန်ပြီးတော့တင်ကျပ်လိုက်တဲ့နဲ့ပတ်သက်ပြီးအမေရိကန်ဘက်ကတုံ့ဟုတ်သွားပါတယ်။တရုတ်အနေနဲ့အဲ့ဒီလိုမတုံ့ပြန်သင့်ဘူးဆိုပြီးတော့အမေရိကန်ဘက်ကပြောပါတယ်။အင်ဂျီနိုဒေသရှင်လင်းပွဲမှာအင်ဂျီနိုတွင်မှုကာအိုရိုင်းလီဘကတရုတ်ရဲ့လုပ်ရဟာမှားရွံ့တယ်လို့ဆိုပါတယ်။ဒါဟာကမ္ဘာဈေးကွက်ကိုတုံ့လုံးစေတဲ့အခွန်ကောက်တွေတင်းမောင်းမှုကြောင့်မှတိတာထင်ရှားတဲ့အခွန်စည်းကျမှုတိုးမြင့်ခြင်းရဲ့ရလဒ်ပဲဖြစ်ပါတယ်။ အမီရိုဒီယမ်ကောလန်လီဖစ်ကတရုတ်နေနဲ့အမေရိကန်ကိုတုံ့ပြန်တာဟာအမှားဖြစ်ကြောင်းလေးပေးပြောခဲ့ပြီးအမေရိကန်ကိုစိန်ခေါ်ခြင်းဟာတုံ့ပြန်မှုကိုပုံမအားကောင်းလာစေပြီးအလျှော့ပေးမဲ့သဘောမရှိကြောင်းသတင်းစာရှင်းပွဲမှာပြောပါလိမ့်တရုတ်ကဒါကိုတုံ့ပြန်တာအမှားတစ်ခုပါအမေရိကန်သူ့ကိုထိုးနှက်ရင်ပုံပြီးပြင်းထန်စွာတုံ့ပြန်တတ်ပါလေဒါကြောင့်တရုတ်ပေါ်မှာပုံပြီးတော့ထပ်တော့ပါမယ်တရုတ်ကသဘောတူညီချက်တစ်ခုရဖို့ဆက်သွယ်လာမယ်ဆိုရင်တော့ ကျေးဇူးတင်ရမှာပါလို့ကာအိုလိုင်းလီဂ်ကပြောပါတယ်။မရိကန်လုံသားတွေပေါ်လောက်ကန်ဆွန်ရှုံမှုနဲ့စီးပွားရေးဖိအားများဖြစ်စေတဲ့တရားမျှတမှုမရှိတဲ့ကုံတွယ်မှုအလေးထားကိုကန့်တဲ့ဖြစ်ရှိရမှာထရန့်ရဲ့လက်ရှိလုံဆောင်နေတဲ့ဂျိုးပန်အာထုံမှုရဲ့ဒစိတပိုင်းညီနဲ့အခုခုံနှုံးထားအစ်စ်တွေထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ကောင်လိုက်လီပီကတရဲ့ကုန်သွယ်မှုအရကိုအပြင်းထန်ဝေဖန်ခဲ့ပြီးအမေရိကန်လုံသားတွေအတွက်စီးပွားရေးပြဿနာပိုမိုဆိုးဝါးစေတယ်လို့ဆွဆွဲပါတယ်။ တမရကအမေရိကန်ရဲ့စီးပွားရေးအလျှော့ပေးမှုခေတ်ဟာကုံဆုံးသွားပြီဆိုတာကိုရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်။တမထရန့်ဟာတန်ပေါင်းများစွာသောလာဆာကောင်းတဲ့လုပ်တွေကိုဖယ်ရှားပြီးနိုင်ငံတော်ကပြည်သူတွေကိုချွတ်ချုံကြစေတဲ့မိုင်မဲတဲ့ကုံတွယ်မှုအလေးထားတွေရဲ့လက်အောက်မှာအမေရိကန်လုံသားတွေနဲ့ကုမ္ပဏီတွေကိုနောက်ထပ်ခွင့်ပြုရမှာမဟုတ်ဘူးလို့ကာယိုလန်လီဘက်ကပြောပါတယ်။အမေရိကန်လုံသားတွေပေါ်သူတို့ရဲ့မတရားနိုင်ခြင်းမှုကိုနှစ်ဆတိုးဖို့စ조사ခဲ့ပြီးအမေရိကန်ကိုလက်တုံ့ပြန်မှုရွေးချယ်ခဲ့တဲ့တရုတ်လိုနိုင်ငံတွေဟာအမှားလုံးနေတာပါ တမလားထမ်းမှာတမလီကြောရရှိပြီးသူဟာကျိုးပဲ့မှာမဟုတ်တယ်လို့သူရဲ့ခေါင်းဆောင်မှုအောက်မှာအမေရိကန်ဟာလည်းကျိုးပဲ့မှာမဟုတ်ဘူးလို့ကာဝလန်ရီဗီကပြောပါတယ်ကာဝလန်ရီဗီကတမလားထမ်းအနေနဲ့ခွန်တွေကိုတတန်းလို့တာဖြစ်စေရွှေစန်းတာဖြစ်စေထဲသွင်းစဉ်းစားခြင်းမရှိကြောင်းဒါပေမဲ့ဖုန်းကိုက်မှုစကားပြောပြီးတော့ဆန္ဒရှိတယ်လို့ဆိုပါတယ်အဘီနီယန်နေ့လွတ်မြောက်ရေးနေ့ကျင်းပရေးကလေးကနိုင်ငံ80နီးပါးဟာတမလားနဲ့ညှိနှိုင်းမှုစတင်ဖို့ဆက်သွယ်ခဲ့ပြီးဖြစ်တယ်လို့ကာဝလန်ရီဗီကဆိုပါတယ် တဘောတူညတခုရောက်ဖို့ဒီအစိုးရကိုဖောင်းဆက်တဲ့နိုင်ငံတိုင်းနဲ့အသင်းလျော်တဲ့ကုံတွင်မှုတဘောတူညချက်ကိုညှိနှိုင်းဖို့ကုံတွင်ရေးဖွဲ့ကိုတမနာထံကညွှန်ကြားထားပြီးသားပါလို့ပြောပါတယ်။ကောင်ရန်လီပြဟာအခုံနှုံထားတွေရဲ့နောက်ကွယ်မှာကျေပြန့်တဲ့မဟာဗျူဟာတွေကိုဆွေးနွေးခဲ့ပြီးအဲ့ဒီအခုံနှုံထားတွေဟာတခြားနိုင်ငံတွေကအမေရိကန်ကုန်စည်တွေပေါ်စီးကျတဲ့ငွေကြေးဆိုင်ရာအခွန်တွေပြင်အမေရိကန်ကုန်သွယ်မှုကိုဟန်တာနဲ့ငွေကြေးမဟုတ်တဲ့အတားအဆီးတွေကိုလည်းအာရုံစိုက်ထားကြောင်းရှင်းပြပါတယ်။နိုင်ငံအလိုက်ပြထန်းခဲ့တဲ့အပြာလန်ခုံနှုံထားတွေဟာ အဲ့ဒီနိုင်ငံတွေကအမေရိကန်ပေါ်စီးကျက်တဲ့ငွေကြေးဆိုင်ရာအခွန်အပြင်ငွေကြေးမဟုတ်တဲ့အခွန်တားဆီးတွေကိုလည်းအာရုံစိုက်ထားပါတယ်လို့သူမကပြောပါတယ်။ထရန့်ဟာလက်ရှိချိန်မှာတရုတ်ဘက်ကနေပြီးတော့ကမ်းလှမ်းမှုတစ်ခုကိုလိုအပ်နေပါတယ်။တရုတ်တိုင်ဝန်ကတော့အမေရိကန်အဲ့ဒီအခွန်စီးကျက်တဲ့လုပ်ရည်တွေဟာအခြေအနေမရှိဘူးလို့ဝေဖန်ခဲ့ပြီးဒါဟာတစ်ဖက်သက်အနိုင်ကျင့်တဲ့လုပ်ရည်ဖြစ်ကြောင်း တရုတ်ကုသရေးဝန်ယုံကြည်ဌာနမှတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။ထရိုင်းရဲ့အခွန်စည်းကြမှုရက်60ရက်ဆိုင်ပေးပြီးနောက် EU ကလည်းတံပြန်အခွန်စည်းကြမှုကိုရက်60ရွှေဆိုင်ပေးပါတယ်။မေဂန်သမားထရန့်ကဘာတော်နိုင်ငံများစွာအတွင်းကုန်စည်းကြခွန်များစွာမြင့်တင်ခဲ့လို့ကမ္ဘာတော်စတော့ရှေးဈေးကွက်တွေကမောက်ကမဖြစ်ကုန်ပြီးဂျင်းနီမြောက်နိုင်ငံများဘက်မှတံပြန်ဖို့ကမ္ဘာတော်စီစဉ်လာရာ AB ကိုရနေ့မှာထရန်ကအခွန်စည်းချက်မှုတွေကို190ကြာရဆိုင်ကြောင်းကြီးညာသွားခဲ့ပါတယ်။ဒီလိုရဆိုင်ပေးခြင်းမှာအဓိကကုံတွယ်စီးပွားပြိုင်ပွဲကြီးတရုတ်ကတော့လုံးဝအကဲလို့ခွင့်မပေးပဲတရုတ်ဘက်ကကုံတွယ်ခွန်85%ပြန်လဲတိုးမြင့်ခြင်းကိုထရန်ဘက်က125ရာခိုင်နှုန်းအထိထပ်မံမြင့်တင်သတ်မှတ်ခဲ့ပါတယ်။ဒီအချိန်နဲ့နောက်တစ်ပတ်အတွင်းခန့်ကိုတံပြန်ခွန်စီချက်တော့မြို့ဖွဲ့နိုင်ငံများပြက်က လက်ခံထားပြီးဖြစ်တယ်လို့ဆိုတဲ့ဥရောပသမဂ္ဂကလည်းထိုင်းရဲ့တနိုင်ငံချင်းစီနဲ့အခွန်စည်းကြမှုနှုန်းထားပြည်လဲဆွေးနွေးသမတ်ဖို့တွင်းကုန်စည်းကြခွန်တိုးမြှင့်မှုကို190ရက်ဆိုင်ပေးခြင်းအားကြိုဆိုကြောင်းဒါကြောင့်တံပြန်ခွန်မြှင့်တင်စည်းကြခြင်းကို190ပြည်လဲရွှေဆိုင်ပေးကြောင်းဒါပေမဲ့ဆွေးနွေးမှုမှာကျင့်သုံးမှုမရှိရင်တော့တံပြန်တွန့်ပြမှုပြုလုပ်ဖို့အားလုံးတံပြန်ဆွေးနွေးပြီးစီမံကိန်းချမှတ်မှုတွေ ဆက်လက်လှုပ်ဆောင်နေမယ်လို့ဥရောပသမဂ္ဂကော်မရှင်ဥက္ကရာအဆူလာဘူဒါလီယန်ကလူမှုကွန်ရက်မှာရှင်းတာအသိပေးလိုက်တာဖြစ်ပါလေ။